မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ30ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ရှောင်းကောင်ရွာအနီးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ပင်မစကမ်းနဲ့ကာကင်းစကမ်းနှစ်ခုကို KIA ကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ30ရက်နေ့မနက်10:00နာရီခန့်အချိန်မှာဝိုင်းမော်မြို့နယ်ချီဝေလမ်းပိုင်းရှောင်းကောင်ရွာအနီးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ ပြည်မစခန်းနဲ့ကာကင်းစခန်းနှစ်ခုကို KI နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့များကအပိတတိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ဝိုင်းမော်မြို့နယ်ချီပွေလမ်းပေါ်ရှောက်ငော်ရွာအနီးကအကြမ်းဖက်စစ်တပ်ရဲ့ပြည်မစခန်းနဲ့ကာကင်းစခန်းနှစ်ခုကို KI နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေကဒီကနေ့မနက်ပိုင်းမှာအပိတတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါပြီလို့ KAI ရဲ့စီးရဲသတင်းရင်းမြစ်ကပြောဆိုထားပါတယ်လက်ရှိအချိန်မှာအဲ့ဒီတပ်စခန်းများအနီးမှာနေမြေရှင်းလင်းရေးတွေဆက်လက်လှုပ်ဆောင်နေပြီးတော့စစ်ကောင်စီတပ်သားများတိုက်ဆုံမှုတွေများပြားခဲ့တယ်လို့သိရပါတယ်ဒါ့အပြင်အရှင်ဖမ်းဆီးရမိထားသူများလည်းရှိကလက်နက်ခဲယမ်းများကိုလည်းတိုက်စီရရှိမှုများကိုစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းကြီးမြင့်နိုင်မြို့နယ်အလက်ချောင်းရက်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ဆက်ဆန်းရက်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့မှတကောင်စင်းကောက်ယူရေးအတွက်အစည်းအဝေးလုပ်နေတဲ့အချိန်မှာဘုံများတပြိုင်နက်တည်းပေါက်ကွဲခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ30ရက်နေ့မွန်လွယ်12:30မိနစ်နဲ့အချိန်ရန်ကုန်တိုင်းကြီးမြင့်နိုင်တဖက်ကမ်းမှာရှိတဲ့အလက်ချောင်းရက်ကွက်အုပ်ချုပ်ရေးမှူးရုံးမှအော်တိုဘားလ1ရက်နေ့တကောင်စင်းကောက်ယူရေးအတွက်အစည်းအဝေးလုပ်နေတဲ့အချိန်မှာဘုံပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။၎င်းဘုံပေါက်ကွဲမှုကြောင့်9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့9ဦးစလုံးဒ ံရပြင်းထန်ရရှိကလက်ရှိမှာတအူးကတော့တေဆုံးသွားပြီလို့သိရပါဗျ။အလားတူပဲစက်တမလ30ရက်နေ့မွန်လွယ်12:30မိနစ်အချိန်မှာဆက်ဆန်းရက်ကွက်ရုံမှာလဲဘုံနှလုံးပောက်ကွဲခဲ့ပြီးတော့ပောက်ကွဲအားပြင်းထန်ခဲ့တယ်လို့သိရပါဗျ။ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များထိခိုက်တေဆုံးမှုများရှိတယ်လို့သိရပါဗျ။ရက်ကွက်ရုံနှစ်ခုထဲမှာ ၎င်းစီးရင်ကောက်ဖို့အတွက်အစည်းအဝေးလုပ်နေတာလူစုဓာတ်တွေရှိနေတဲ့အချိန်မှာဘုံတွေထပြီးတော့ကွဲတာထိခိုက်သေးဆုံးမှုတွေရှိတယ်အခုတော့တအူးသေးသွားပြီလို့ပြောတယ်ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေပဲအလက်ချောင်းရက်ကွက်ရုံးလာပါငါးဦးစလုံးတည်နိုင်တယ်လို့လည်းပြောတယ်စိုက်အိတ်ထဲကနေပြီးတော့ဘုံထပေါက်တာအတိအကျတော့မသိရသေးဘူးလို့ရက်ကွက်သတင်းအရေးမိကပြောဆိုထားပါတယ်လက်တလောစစ်ကောင်စီတက်တဲ့ရဲများကကျင်းမြနိုင်စိတ်ကမ်းများကိုပိတ်ဆို့ပြီးတော့စစ်ဆေးမှုများကိုလှုပ်ဆောင်နေပြီအော်တိုဘားလ၁ရက်နေ့ကစတင်ပြီးတော့အော်တိုဘားလ၁၅ရက်နေ့အထိစစ်ကောင်စီက မြန်မာနိုင်ငံတဝန်းလုံးမှာရွေးကောက်ပွဲအတွက်သံကောင်းစီးရင်နဲ့မဲဆင်းရဲများကိုကောက်ယူမှဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းကမ်းပလူမြို့နယ်မှာတော်လိုင်းရဲအဖွဲ့အယောင်ဆောင်ပြီးတော့ချင်းချောင်းဝင်းရဲနေတဲ့လူတအုပ်ကိုဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ15ရက်နေ့မှာကမ်းပလူမြို့နယ်ဇီကုံမြို့နဂါဘော်ရက်ကွက်မှာနေထိုင်တဲ့တန်းထိုက်ဦးခေါ်ငသီးဟာတော်လိုင်းရဲအဖွဲ့အယောင်ဆောင်ပြီးတော့ပြည်သူများထံကနေပြီးတော့ချင်းချောင်းဝင်းရဲနေတဲ့အတွက်ကြောင့်ကမ်းပလူခရိုင်အမှတ်လေးတိုက်ရင်စစ်ထောက်လမ်းရေးဌာနကဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့သိရပါဗျ။ပြည်သူတချို့ကလိန်လည်ပြီးတော့ငွေညစ်နေတာပါ။ကျန်တာကတော့အမှုမရှိပါဘူး။အဓိကကတော့ငွေလိန်လေ 目簿 လိန်လေခံရတဲ့ပြည်သူအရေးတွက်ကတော့စုံစမ်းနေသေးပါတချို့သောပြည်သူတွေရဲ့ငွေတွေကိုလည်းပြန်ပေးအပ်တာတွေကိုပြုလုပ်ပေးပါပြီအခုလက်ရှိအချိန်ထိကတော့ဆက်လက်ပြီးတော့စစ်ဆေးနေပြီးလုံတင်လုံထိုက်တာတွေကိုအရင်ယူဆောင်ရွက်သွားမှာပါလို့ကမ်ဘလူခရိုင်အမတ်လေးတိုင်ရင်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်တန်းထိုက်ဥခုံငသီးကိုလက်ရှိအချိန်မှာစစ်ဆေးမှုများဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါတယ်ပြည်သူများအနေနဲ့အလားတူကိစ္စရပ်များပေါ်ပေါက်လာပါကကမ်ဘလူခရိုင်အမတ်လေးတိုင်ရင်ထံကိုဗိုက်ရိုက်တိုင်ကြားနိုင်တယ်လို့ကမ်ဘလူခရိုင်အမတ်လေးတိုင်ရင်ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကမနက်ဖြန်အော်တိုဘာလ၁ရက်နေ့ကစတင်ပေသကောင်စီရင်ကောက်ယူရေးစီမံချက်အတွက်အကြံဖတ်စစ်တပ်နဲ့ရဲများကလုံခြုံရေးတွေတင်းကြပ်မှာဖြစ်ပြီးတော့စစ်တပ်ကစစ်တင်တန်းပေးထားတဲ့ပြည်သူစစ်နဲ့ပြည်စော်ထီများကကွင်းစင်အဖွဲ့များမှာပါဝင်မှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ရန်ကုန်နေပြည်တော်နဲ့မန္တလေးအပါအဝင်မြို့ကြီးများမှာမနက်ဖြန်အော်တိုဘာလ၁ရက်နေ့သကောင်စီရင်များစတင်ကောက်ယူတဲ့အချိန်မှာမြို့နယ်တိုင်းမှာရှိတဲ့စစ်တပ်တိုင်းရင်တပ်ဖွဲ့များရဲစခန်းများကလှည့်ကင်းများပတ်ကင်းများစောင့်ရွက်ရမှာဖြစ်ပြီးတော့ ရက်ွက်တဲ့ခြေရွာများမှာစစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ပြူစောတိအဖွဲ့များကသကောင်စင်းကောက်ယူရေးအဖွဲ့များရဲ့အနီးကပ်လုံခြုံရေးကိုတာဝန်ယူရမှာဖြစ်တယ်လို့သိရပါဗါဒ်အော်တိုဘားလ၁ရက်နေ့မနက်၆နာရီအချိန်သကောင်စင်းကောက်ယူရေးအဖွဲ့များစတင်ပြီးတော့လူဦးရေနဲ့သတင်းအချက်အလက်များကိုမေးမြန်းကောက်ယူကြရမှာဖြစ်တယ်လို့သိရပါဗါဒ်သကောင်စင်းကောက်ယူရေးအဖွဲ့တစ်ဖွဲ့မှာအဖွဲ့ဝင်9ဦးပါဝင်က မြို့နယ်အဆင့်ဦးစီးအရာရှိလက်ထောက်ညွှန်ကြားရေးမှူးများကဥဆောင်ပြီးတော့ကြီးကြပ်သူအဖြစ်နဲ့ပါဝင်ရမှာဖြစ်တယ်လို့သိရပါဗျ။ဒကောင်စီရင်ကောက်ယူရေးအဖွဲ့မှခေါင်းဆောင်ကြီးကြပ်သူများနဲ့စရင်ကောက်အဖွဲ့ဝင်များကိုယူနီဖောင်းအပြင်အခြားသောအမှတ်အသားများပြုလုပ်ပြီးတော့ခွဲခြားထားမှာဖြစ်တယ်လို့သိရပါဗျ။ပြည်သူ့စစ်နဲ့ပြူစောတီများကလုံခြုံရေးအတွက်လိုက်ပါဆောင်ရွက်ပေးရမှာဖြစ်တယ်လို့သိရပါဗျ။ဒကောင်စီရင်စရင်ကောက်ပြီးတဲ့အိမ်များကိုဒကောင်စီရင်ကောက်ယူပြီးစီးကြောင်းစတစ်ကာများကတ်ထားမှာဖြစ်ကြောင်းသိရပါဗျ။ဒကောင်စီရင်ကောက်ယူရမှာတပ်ဆိုင်ရာမြို့နယ်အတွင်းမှာရှိတဲ့ဟိုတယ်တဲခိုခန်းစေ းရုံများမှာပါကောက်ယူရမှာဖြစ်တယ်လို့သိရပါတယ်။တကောင်စီကောက်ယူရေးလုပ်ငန်းများကိုအော်တိုဘားလ၁ရက်နေ့ကနေပြီးတော့၅ရက်နေ့အထိဆောင်ရွက်ရမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလပီတော့တင်ဆက်ပေးရမယ်တရင်ကတော့မန္တလေးတိုင်းကြောက်ဆယ်မြို့နယ်နဲ့ဒရုံမြို့နယ်စကိုင်းတိုင်းရွှေဘုံမြို့နယ်နဲ့ရန်ကုန်တိုင်းဒဂုံမြို့တဲ့တောင်ပိုင်းတို့မှာ စစ်မှုထမ်းရန်အတွက်လူငယ်အများအပြားဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ29ရက်နေ့မနက်9:00နာရီအချိန်မှာဒဂုံမြို့တဲတောင်ပိုင်းမြို့နယ်အမှတ်53ရပ်ကွာပတောင်မြိုင်လမ်းမှာစစ်တပ်ရဲနဲ့အုပ်ချုပ်ရေးအဖွဲ့များကလူငယ်များကိုလာရောက်ပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံပြည်သူများကပြောဆိုကြပါတယ် ်မနေ့ကမနက်9:00နာရီမှာဒဂုံမြို့စစ်တောင်ပိုင်းမြို့နယ်အမှတ်53ရပ်ကွက်ပတောင်းမြိုင်လမ်းမှာလူငယ်တွေကိုစစ်မှုထမ်းဖို့ဆိုပြီးတော့လာရောက်ခေါ်ဆောင်သွားပါတယ်ခေါ်တယ်ဆိုတာကစစ်မှုထမ်းဖို့ရှောင်နေတဲ့လူငယ်တွေကိုဝင်ဖမ်းပြီးတော့ခေါ်သွားတာလို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်အလားတူပဲစက်တမလာ28ရက်နေ့ညပိုင်းကမန္တလေးတိုင်းကြောက်စဲမြို့နယ်တေကြီးတိုင်းရပ်ကွက်မှာစစ်တပ်ရဲ့ရဲများကလူငယ်15ဦးကို၎င်း အခြားရက်ကွက်များကလူငယ်အယောက်20ကို၎င်းဖမ်းဆီးသွားတယ်လို့သိရပါဗါတယ်လူငယ်တအူးကိုငွေကျပ်10သိန်းနဲ့ပြန်လဲရွေးခိုင်းပြီးတော့မရွေးနိုင်တဲ့သူများကို တပ်သားတဲ့အဖြစ်နဲ့စုဆောင်းသွားမှာဖြစ်တယ်လို့သိရပါတယ်အလားတူပဲစက်တမလာ29ရက်နေ့မန္တလေးတိုင်းဒရုံမြို့နယ်အတွင်းမှာရှိတဲ့အရက်ဆိုင်များ KTV တချို့မှာစစ်တပ်ကဝင်ရောက်ပြီးတော့ဖမ်းဆီးခဲ့ရမှာလူငယ်အယောက်90ထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်လက်ရှိမှာဖမ်းဆီးခံထားရတဲ့လူငယ်များကိုစစ်တပ်ကနှစ်နေရာခွဲပြီးတော့ဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်အရက်ဆိုင်ကနေထွက်လာတဲ့လူငယ်တွေရော KTV ကထွက်လာတဲ့လူငယ်တွေရောအားလုံးပေါင်းအယောက်90လောက်ရှိမယ်စစ်တပ်ကဖမ်းသွားတာဖမ်းထားတဲ့သူတွေကိုဘယ်လင်းသွားတဲ့ဘက်က စွန်ရဲတောင်မှာတဏျာစီခွဲထားတယ်ထုတ်လို့လည်းမရတွေးလို့လည်းမရစစ်မှုထမ်းစူဆောင်းရေးပို့မှာလို့ပြောတယ်လို့ဖမ်းဆီးခဲ့တဲ့လူငယ်တအုပ်ရဲ့မိတ်ဆွေတအုပ်ကပြန်လည်ပြောပြပြပါတယ်ဒါအပြင်စက်တမလာ28ရက်နေ့မနက်7နာရီခွဲအချိန်မှာသခိုင်းတိုင်းရွှေဘုံမြို့အောင်ချမ်းသာရက်ကွက်အောင်ချမ်းသာဈေးကဈေးရောင်းဈေးဝယ်လုပ်နေကြတဲ့ပြည်သူများလက်ဖက်ဆိုင်ထိုင်နေကြတဲ့ပြည်သူအယောက်30ဝန်းကျင်ကိုစစ်တပ်ကဖမ်းဆီးသွားတယ်လို့သိရပါတယ်ငွေနဲ့ပြန်လာရွေးရန်ပြောဆိုပြီးတော့လာမရွေးနိုင်တဲ့သူတွေကိုတော့စစ်တပ်ထဲကိုပို့ဆောင်မယ်လို့ပြောဆိုကြောင်းသိရပါတယ် ရွှေဘုံမြို့အောင်ချမ်းသာဈေးကကြီးပါကနေပြီးတော့အများဆုံးလာရောက်ရောင်းချဝယ်ယူနေတဲ့မနက်ခင်းမှာဝင်ဖမ်းသွားတယ်။နောက်ပြီးတော့မြို့ပေါ်တက်လာတဲ့ပြည်သူတွေအုပ်ချုပ်ရေးမှုထောက်ခံစာမှတ်ပုံတင်ရင်းလိုင်းစင်လူလိုင်းစင်တွေကိုစစ်တယ်မှတ်ပုံတင်မပရင်ဒဏ်ငွေ9000ရင်းလိုင်းစင်မပရင်ငွေတသိန်းချက်ချင်းတောင်းတယ်စစ်တပ်ကဒီနေ့မှာချီပါရွာကတားမိနှအူဘိုရဲကုန်းရွာကလင်းမယားနှအူနဲ့အခြားအမည်မသိတဲ့ဒုနှအူကိုလည်းဖမ်းဆီးသွားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာအတင်းအဓမ္မစစ်သားစုဆောင်ခံနေရတဲ့ဒုတဦးလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်လာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ29ရက်နေ့ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်အဆက်ရှီတန်းတနီယာမှာရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကအတင်းအဓမ္မစစ်သားတဲ့စုဆောင်ခံရတဲ့သူ တတအေဂျင့်အောင်ဟာ Rico Local PDF ထံကိုဆက်သွယ်ပြီးတော့ MA 11တနက်တလန်ကြီပေါက်3ခုကြီးစံ248တောင်းလက်ပြုံတလုံး14မိုင်းတလုံးတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗါတယ်သူကရန်ကုန်ကနေတတသက်စုဆောင်ခံရတာထိတ်ဆုံးစုဆောင်ခံရတဲ့အစုတွေပေါ့ အပတ်စဉ်တက်လို့သိရတယ်သူကရှန်ကရနေဆက်နေရာကနေကျွန်တော်တို့ကိုဆက်သွယ်ထားဆက်သွယ်လာတာတော့ကြာပါပြီအသေးစိတ်စီစစ်ပြီးတော့မှအခုမှကျွန်တော်တို့ကသွားခေါ်ခဲ့တာအခက်အခဲတွေကြားတွေကနေပြီးတော့သွားခေါ်လာခဲ့တာအခုကတော့ကျွန်တော်တို့နားကိုရောက်ပါပြီသူ့ကိုအတိမတ်ပြုတဲ့အနေနဲ့စုချင်းမြဲပေးပါတယ်ဒါပေမဲ့ကျွန်တော်တို့မှာကငွေရေးချေးအခက်အခဲဖြစ်နေတယ်အခုတော့သူ့ကိုအားပေးထားပါတယ်ကွန်ပျူတာတွေကိုလည်းပြုလုပ်ပေးထားတယ်လို့ Royal LPDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့အတင်းအဓမ္မစစ်သားတဲ့စုဆောင်ခံရသူများ အကြမ်းဖက်စစ်ကောင်စီထားမှာဆက်လက်လှုပ်ဆောင်လိုခြင်းမရှိတော့ဘဲပြည်သူနဲ့အတူရက်တီလိုတဲ့စစ်ကောင်စီတပ်သားများအနေနဲ့ရိုက်ကော်မြို့နယ်ဒေသခံပြည်သူကာကွယ်တပ်ဖွဲ့ထံကိုဆက်သွယ်ပြီးတော့အလင်းဝင်ရောက်ကြပါရန်ရိုက်ကော် local PDF အဖွဲ့ကဖိတ်ခေါ်ထားတယ်လို့သိရပါတယ်။နောက်ထပ်အလင်းဝင်မဲ့သူတွေကိုတိုက်တွန်းဖို့ဖိတ်ခေါ်ထားပါတယ်။ကျွန်တော်တို့နဲ့အတူပြည်သူ့ဘက်ကိုပူးပေါင်းမှာစစ်ကောင်စီကလည်းမကြခင်မှာကြာဆုံးကန်းရောက်တော့မှာဖြစ်ပါတယ်။သူတို့အင်အားတွေချိနဲ့နေပါပြီ။ပြည်သူအချင်းချင်းလည်းမတိုက်ဖို့ရာအတွက်ပြည်သူ့ဘက်တော်သားတွေဘက်ကအလင်းဝင်ရောက်ပူးပေါင်းခိုလုံကြပါ ကျွန်တော်တို့နဲ့အတူတူလက်တွဲဆောင်ရွက်ပါလို့ပြောချင်ပါတယ်ကျွန်တော်တို့ဒေါ်လန်ရေးကမြန်မြန်ပြီးဖို့ဆိုရင်စစ်ကောင်စီမြန်မြန်ပြုတ်ကြဖို့ဆိုရင် CDM တွေရဲ့အားကအများကြီးလိုပါတယ်အဲ့ဒီတော့အလင်းဝင်ရောက်ကြမဲ့သူတွေအားလုံးကိုနှွေးထွေးစွာနဲ့ကြိုးစိုးပါတယ်ဒီရောက်လာရင်လဲလုံလုံချုံချုံနဲ့စိတ်ချမ်းချမ်းသာသာထားပါမယ်လို့ Right Call LPDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကတိုက်တွန်းပြောဆိုထားပါတယ်အလားတူပဲမန္တလေးတိုင်းပခုတ်ကူမြို့နယ်မြစ်ချေရဲစခန်းကရဲတပ်သားတို့ဟာလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်ခဲ့ကြောင်းမြစ်ချေကျွန်းချောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ MCKCDF တပ်ဖွဲ့ထံကသိရှိရပါတယ်။စက်တင်ဘာလ23ရက်နေ့မှာမြစ်ချေရဲစခန်းမှာတာဝန်ကျနေတဲ့အကြံဘတ်စစ်တပ်လက်အောက်ခံရဲတပ်သားတအူးဟာ G3 အမျိုးအစားတပ်နဲ့တလက်ကြီပေါင်းနှစ်ခု G198 တောင်းလက်ပြပုံတစ်လုံးနဲ့အတူမြစ်ချေကျွန်းချောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ထံကဆက်သွယ်ပြီးတော့အလင်းဝင်ရောက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ